ဟုတ်တယ်အမှတ်တရပါတော့မနေ့ကမျိုးသမီးရဲ့မွေးနေ့မှာကျတော့ကျွန်တော်ဒီ state ဆောက်နေတာနဲ့ပဲအချိန်ကုန်သွားတော့ဒါသူ့တော်လည်းအမှတ်တရဖြစ်မှာပါဟုတ်ကဲ့ဟုတ်ဒါကတော့ကျွန်တော်ရဲ့ဟိုပါရမီဖြည့်ဘက်ထဲမှာဘယ်လိုပြောမလဲကျွန်တော်ရဲ့ပါရမီဖြည့်ဘက်ကောင်းပါတော့အဲ့လိုပဲပြောမှာပါဟုတ်တကယ်တော့လေဒီဖြစ်စဉ်များဆိုတာတကယ်တော့ဟိုကျွန်တော် live တစ်ခုလုံးဖြတ်တန်းခဲ့ရတဲ့အဲ65ရာခိုင်နှုန်းတော့ပါတယ်ပေါ့နော်ဟိုမွေးဖွားခြင်းနဲ့ င်းချမှာဖြစ်တဲ့ဖြစ်နေမှုကိုကျွန်တော်ဖြစ်စဉ်များဆိုခေါင်းစဉ်တက်တာပေါ့နော်အဲ့တော့လက်ရှိပြစ်ဆုံးပံပေါ့အဲ့ဒါနေအဲ့ဒီတော့ဆုံးသက်တာပေါ့အဲ့လိုမျိုးအကြောင်းအရာတွေကိုရေးထားပါဘာမျိုးဘိုးကြီးတွေကဒီလိုမျိုးနိုင်ငံရောက်အားပေးဝင်ရတဲ့အတွက်ပြည်သူတွေပါတယ်ကျွန်တော်လည်း၅နှစ်ကြာပြီးမှပြန်လေဖြတ်ရှိတဲ့အတွေ့ဆိုတော့နည်းနည်းတော့စိတ်ပူတာပေါ့နော်ဘာမျိုးတင်းများကြောင်းပါလဲစာတွေအများကြီးဖတ်လာပြည့်တဲ့အချိန်ပေါ့အဲဒီဒီကာလတွေမှာစာရင်းအများကြီးဖတ်ဖတ်လာပြည့်တဲ့အချိန်မှာကျွန်တော်ခံစားရတာ၄အဲ့အဲ့မှာပါတယ်အနိစ္စဆိုတဲ့သတင်းဆိုရင်ဒါကျွန်တော်ကိုဗစ်ကာလမှာကျွန်တော် မြင်တွေ့တာတွေကိုရေးခဲ့တာဗောနော်လူဆိုတာဘာမှအဲ့လိုငိုကြွေးတာတွေမတိခင်မှာတော့မကောင်းမဲ့ဘာမှအဲ့လိုကောင်းပြတယ်စသဖြင့်ပေါ့ဗျာကျွန်တော်မြင်ရတာကျွန်တော်တတိပုဂ္ဂလရေးရေးထားတာဗောနော်အဲ့ဒါလေးပါ